စမယ်။ငငယ်ကမြင့်မော်တောင်ဘယ်နိုင်ငံမှာရှိတာလဲလို့ဆီယာမကိုကျွန်တော်မေးခဲ့ဘူးလေ။ဆီယာမက အဖြေကားပြင်မဖြေကျွန်တော်ကို ထိတ်ပဲခောက်လိုက်တယ်။အမေကကျွန်တော်ကိုတာတာကြီးလိုက်ရင်ဘာလုပ်မှာလဲလို့ကျွန်တော်ကိုမေးတဲ့အခါကျွန်တော်ကအာကာသရင်မူလှုပ်ချင်တယ်လို့ဖြေလိုက်တယ်။ကျွန်တော်ကနှက်ပီကိုတက်တိချင်တာကိုအိမ်ရှိကအဝေးစီးတွင်းကြောင်းငရေပီမှာ ရေချိုးလို့ရကြောင်း တုံးရီတောက်ရီအရှံပဲရှိလိမ့်မယ်လို့အယူဆမှလည်းတွေးမိပြန်တယ်။အမေကဖုံဖုံကြွလာတဲ့အခါနနက်ဆောဆောထား၍ချက်ပြုတ်ထားသော ဆုံးကိုကပ်ပြီးတီလာရှင်များလာတော့ခါကတော့ပါသေးရဲ့လို့ပြောဆိုတယ်။ကျွန်တော်ကတော့ကျွန်တော်အမေကိုအမေရဲ့ဂျန်ဒါမခွဲကြပါနဲ့ဆိုပြီးဝေဖန်မိရမှာအမေရဲ့မျက်ဆောင်ခဲခြင်းကိုခံလိုက်ရတယ်။မနက်တိုင်းကြီးစီထူပြီးဖျားရှိခိုးနေတဲ့အဖွားထံမှာ ဖျားရှိခိုးပါနေစာသားများ၏အတိတ်ပဲကိုကျွန်တော်မေးကြည့်ခဲ့ပူတယ်။အဖွားကကိုယ်တို့ရတယ်လေလူလေးဟုသာပြန်ပြောရှာတယ်။ဖျားစွန်းတော်ကိုအမဖြစ်သူကသူစားကျင်သောတူတီများဝေး၏တစ်နှစ်တစ်မျိုးမယိုးအောင်ကနေ။ဖျားကသူ့အကြိုက်ကိုလိုက်နေရပြန်တယ်ဗျ။ဖျားပန်းတွေကိုလည်းရက်ချာလွတ်ပြစ်နေရတာကိုကျွန်တော်တွေ့တော့အမရဲ့ငေပန်ဖို့ဝယ်တာဆိုလဲတော်သေးတယ်ကွာ။အခုဟာကဖျားကပန်လို့လားဟုမေးခဲ့ရမှာ။ နေရလေဆွေချင်းကိုလည်းခင်ရပြန်တယ်။တကယ်တော့ကျွန်တော်အဖေက ထူးထူးဆန်းဆန်းစကားကိုဆိုတယ်။ကျွန်တော်တို့မိသားစုပကံညာဦးပုတ်ပါဖျားဖူးသွားမယ်တဲ့။ရှီစုမက်စုစုထားရတဲ့ငွေကလေးကိုကျွန်တော်တို့မိသားစုအတွက်ဆိုပြီးထင်ခဲ့ဘူးလား။အခုမှဖျားဖူးစီရဲ့တဲ့။ရက်ွက်ထဲကအဖေတငယ်ချင်းကတော့ရက်ဆိုင်ဖွင့်ထားတယ်။ခြေတိုင်လည်းကင်တယ်ဖျားဖူးလုပ်ငန်းအတွက်လည်းကားတွေထောင်ထားတယ်။ ရွာမှာအလူလုံဆုံးပုံကိုတယောက်လေးဖြစ်ပြန်တယ်။ကျွန်တော်လည်းကျွန်တော်အဖေကိုမြင်မိတယ်။အဖေအင်းကဖခင်ကဖူးရတာဂျိုးသွားလို့လားလို့။အဖေကအခုသွားဖူးမဲ့ဖခင်တွေကတကူကြီးဖခင်တွေကစူတောင်းပြဖခင်တွေ။အဲ့ဒီခါကျမှကျွန်တော်လည်းသိလိုက်ရတယ်။ဂေါရမမျက်စွာဖခင်ရဲ့ရှင်တို့တော်တို့ဟာအိမ်တွင်ထားပြီးကိုကွယ်လင်းတကူအာနိသင်ရောက်နေသွားပြီ။အကြီးကြီးထုတ်စစ်ထားသောရှင်တို့တော်တို့ကတကူကြီးကြောင့်ကျွန်တော်သိလိုက်ရတယ်။ တနေ့တော့အဖေညီမကျွန်တော်တော်လေးကအတော်လေးကျမရေဖုတ်ပြင်နေရှာတယ်။ကျွန်တော်အဖေစီကိုလာငိုယိုပြီးငွေကြီးအကူညီလာတောင်းတယ်။အဖေကဖျားဖူးရန်ဆူတာတော့ပတ်စံပဲ့မိဆို၍အထီးမကန်းငါမှငွေပူမရှိဟု ပြောလွတ်လိုက်တယ်။တကူကြီးဖျားတွေမှာဒေါ်လေးအတွက်အလူပြုတ်ကဆူတောင်းပေးမိလို့သာဖြောင်းဖြားပြောဆိုလိုက်သဖြင့်အမဖြစ်သူမှလည်းငုံမဲ့မဲ့မျက်နှာနဲ့ပြန်သွားရရှာလိမ့်မယ်။ဒီလိုနဲ့ကျွန်တော်တို့လည်း ဖျားဖို့လိုက်ပါခဲ့ရတယ်။အဲဒီတော့မှမြမပီမာတောင်းစားနေတဲ့သံတောင်းစားတွေအလွန်ကို ပေါများကြောင်းဖျားဆောင်တဲ့အနည်းတွေမှာကျွန်တော်တွေးလိုက်ရတယ်။ဖျားတွေမှာကတ်လူထားတဲ့ရွှေပြားများကအဲဒီတောင်းစားနေတဲ့လူမဲတွေကိုလောင်ပြနေတယ်လို့ဖြစ်နေတယ်ဗျာ။ဖျားဆောင်တန်းတွေမှာလည်းစင်တုတော်ထုစစ်နေသူများကိုတွေးရပြန်တယ်။ဘဘူးစရာကသူ့ဤပေါင်တွင်စင်တုတော်ကိုညှက်ပြီးထုနေတာ။အဲ့ဒါကိုကျွန်တော်မြင်လဲမြင်သွားရော။ အဖေကိုမြင်တယ်။အဖေအဲ့ဒီလိုစင်းတူတော်ကိုပေါင်နဲ့ညက်ပြီးထုတ်နေတာငရေမကြည့်ဘူးလားလို့အဖေကဗာပြင်ပြောတယ်မလဲ။ငရေမကြည့်ဘူးသားလေးတဲ့။အနေကစားမတင်ရသေးတဲ့အတွက်ဒီလိုလုပ်လဲငရေမကြည့်ပါဘူးသားတဲ့။ဩပါဝါမတင်ရသေးသောကြောင့်တကူမရှိတကူမရှိသောကြောင့်ငရေမကြည့်။ဤတို့သာကလေးအတွေ့ဖြင့်ကျွန်တော်မှတ်ထားလိုက်တယ်။နောက်ဆုံးကျွန်တော်ဘုံဝင်မကြတဲ့အချက်တခုရှိနေပြန်သေးတယ်ဗုဒ္ဓဖျားရှင်ချင်းတူပါလက်နဲ့ အဘဲကြောင့်အိန္ဒြိယကစင်တုတော်များသည်နှကောင်းချုံပြီးတယုတ်ပီကစင်တုတော်များသည်နှကောင်းပြကကျွန်တော်တို့စီကစင်တုတော်များသည်ဘာကြောင့်ဗမာဆန်နေရတာလဲလို့အဖေကိုကျွန်တော်မေးလိုက်တယ်အဖေကပါရမီရင့်တန်နေပုံရတယ်ထို့ကြောင့်ရှေးဖြစ်ကိုကျွန်တော်ကိုဟောလိုက်တယ်ဗျမင်းကဘာသာမဲ့ဖြစ်မဲ့အကောင်နဲ့အမေဖြစ်သူကလည်းတမျိုးပြောပြန်တယ်ကျွန်တော်ကိုမင်းကမိုးကြိုးပစ်ပြီးပေမဲ့ကောင်တဲ့ဖြစ်ချင်တော့ မိုးတို့သည်ကျွန်တော်အားမပစ်ခဲ့ရွာတောင်ပိုင်းကမိဘကိုလှုပ်ကြွေးပြုစုနေရှာသော မောင်ကျော်ဆိုသည့်တရားသမားလေးကိုပြစ်သွားလည်သည်။ဩဇာမင်းလေးအိုဘီထင်ပါရဲ့လက်မတည့်ရှာတော့ပြီ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Universe Agent Star